မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တရင်ကတော့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဥဆောင်တဲ့ပူပေါင်းတပ်ဖွဲ့တွေတိမ့်ပိုက်ထားတဲ့မြောက်ရီမျိုးဆောင်တပ်ခလိုက်ရ205မှာစစ်ကောင်စီကလွှင့်တင်ခဲ့တဲ့အလံကို AP လ15ရက်နေ့မှာဖြုတ်ချပြီးတော့ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့အလံတော်ကိုလွှင့်ထူလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ထိုင်းသတင်းဌာန The Reporters က AP လ15ရက်နေ့မှာမြဝတီမြို့အတွင်းကိုတွားရောက်ခဲ့ပြီးတော့ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေတိမ့်ပိုက်ထားတဲ့စစ်ကောင်စီရဲ့ခလာရ205တပ်စခန်းရဲ့အခြေအနေကိုကွင်းစစ်မှတ်တမ်းတင်သတင်းရယူရင်းနဲ့ အလန်တင်အခမ်းအနားကိုပါမှတ်တမ်းတင်ခဲ့တယ်လို့သိရပါတယ်အလန်တင်အခမ်းအနားမှာနာမည်ကျော်စစ်ကြောင်း Cobra Column ရဲ့စစ်ကြောင်း၁စစ်ကြောင်းမှုစောကော်က KNU အလန်ကိုလွှင့်တင်ခဲ့တာကိုတွေ့ရပါတယ် AP လ17ရက်နေ့ကလေးက KNU KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာစစ်ကောင်စီတပ်ရဲ့ခလာရ2ခု5တပ်စခန်းရဲ့ area တစ်ခုလုံးကိုတိမ့်ပိုက်ထိန်းချုပ်ထားတယ်လို့သိရပါတယ်။ AP လ10ရက်နေ့ညပိုင်းမှာခလာရ2ခု5ကစစ်ကောင်စီတပ်ဖွဲ့ဝင်200နီးပါးဟာထိုင်းမြန်မာချက်ကြီးဒရာအမှတ်နဲ့စစ်စေးရေးဂိတ်ကို ဆုတ်ပြေးသွားခဲ့ပြီးတဲ့နောက်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေပြီးတော့တိုက်လေရင်နဲ့ပေါင်900ဘုံများနဲ့ခလာရ2.9တဲ့ကိုပြစ်ချတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါဗျ။မြဝတီတိုက်ပွဲသတင်းတွေကိုအာယုံဆိုင်ပြီးတော့ဖော်ပြပေးနေတယ်။ခိုင်းသတင်းဌာန The Reporters ကမှတ်တမ်းတင်တဲ့နေရာမှာစခန်းတွဲမှာရှိတဲ့အပြည့်အစည်းများ KNLA PDF နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်များကိုတွေ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KNLA ဥဆောင်တဲ့တော်လိုင်းရေးမဟာမိတ်တပ်များကတိမ့်ပိုက်ထားတဲ့မြောက်ရီမြို့ကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းကို AP လ12ရက်နေ့မှာဂျားဖြတ်ဟန်တာတိုက်ခိုက်နိုင်ခဲ့ပြီးတော့စစ်ကောင်စီဘက်ကတေဆုံးတဲ့ထိခိုက်သူအယောက်၁၀၀ပါးရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကိုလာဖို့ကမလွယ်ဘူးသူတို့အခက်ခဲတွေအများကြီးကြုံရမှာပါကျွန်တော်တို့တပ်တွေကစစ်ကောင်စီတပ်တွေကိုဂျားဖြတ်ပြီးတော့ပိတ်ဆို့တားဆီးနေပါတယ်လို့၎င်းကပြောဆိုခဲ့ပါတယ် စိတ်ကောင်းစီရဲ့တန်ချက်ကကားတစည်းနဲ့စိတ်ကားတစည်းကိုလည်းဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်လက်တလုံးစစ်အာဏာရှင်ကိုတော်လှန်ရေးအတွက်ကရင်တော်လှန်ရေးနဲ့လက်နက်ကိုင်တပ်ဖွဲ့တွေဂျားမှာညှိနှိုင်းမှုတွေဆက်လက်လှုပ်ဆောင်နေကြောင်းကို KNU ဗဟိုအလုံးမှုဆောင်ဘရိုစောတာနီကပြောဆိုသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်အမျိုးသားအစည်းအရုံး KNU ဒဝဲခရိုင်တပ်မဟာလေးနယ်မြေမှာခလာရ103တရင်ကတရင်မှု ဒုဗုံမှုကြီးအောင်ဟိန်အပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်48ဦးလက်နက်ချအညံ့ခံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာထိုင်းနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုရုတ်သိမ်းထွက်ခွာလာတဲ့အချိန် AP လ15ရက်နေ့မှာမောထာဒေသနဲ့ထီထာကြားမှာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့၎င်းကပြောဆိုခဲ့ပါတယ်သူစခန်းကိုရုတ်သိမ်းပြီးတော့ထီထာဗျူဟာကိုပြန်လာမယ်ပြန်လာမယ်အချိန်မှာကျွန်တော်တို့ KNL တပ်မဟာ၄ကသူတို့ကိုတိုက်တယ်သူတို့ကတိုက်လို့မနိုင်တဲ့အတွက်ကြောင့်လက်နက်ချတယ် အားလုံးတရဲမှုအပါဝင်48ယောက်ပေါ့လက်နက်ကြီးအပါဝင်လက်နက်က68လက်ရတယ်လို့ဘရိုစောအန်နာက ပြောဆိုခဲ့ပါတယ် KNU တပ်မဟာလေးဒဝဲခရိုင်အတွင်းမှာတရဲအလိုက်လက်နက်ချတဲ့ဖြစ်စဉ်ဟာအရင်ကမရှိခဲ့ဘူးလို့၎င်းကပြောဆိုခဲ့ပါတယ်ဒါအပြင်တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်က6ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်အကယ်၍တိုက်ပွဲမဖြစ်ဘဲနဲ့လက်နက်ချမယ်ဆိုပါကအသက်ဆုံးရှုံးမှာမဟုတ်ဘူးလို့ဘရိုစောအန်နာကပြောဆိုခဲ့ပါတယ်ဘာသတင်းစကားပေးလို့လဲဆိုတော့အစာကလေးကလက်နက်ချမယ်ဆိုရင် သူတို့ဘက်ကအသက်ဆုံးရှုံးမှုမရှိဘူးပေါ့တိုက်မနိုင်တော့မှလက်နက်ချတယ်ဆိုရင်တော့ဆုံးရှုံးမှုတွေရှိတာပေါ့လို့ဒဝဲခရိုင်အတွင်းရေးမှူးကပြောဆိုခဲ့ပါတယ်စစ်ကောင်စီတပ်စီကနေပြီးတော့တိန့်စီရရှိခဲ့တဲ့လက်နက်ခဲယမ်းများနဲ့တော်လန်ရေးရဲဘော်တွေအောင်ပွဲခံနေတဲ့ဓာတ်ပုံမှတ်တမ်းတွေကို KNU တပ်မဟာလေးကထုတ်ပြန်ခဲ့တယ်လို့သိရပါတယ် KNU ကဖြက်လေးဖြက်ဖြတ်ထားတဲ့ရှေ့တန်းတပ်ရင်ကတပ်မဟာလေးထံမှာဓာတ်ရိုက်အလင်းဝင်လာတာလို့ကာကွယ်ရေးရဲဘော်တို့ကပြောပါတယ်မြိတ်ခရိုင်အပဝင်ဒေတာတွင်ဖြတ်သွားတဲ့ ီတောင်စုလမ်းမကြီးပေါ်မှာအခုရပ်ပိုင်းအတွင်းစစ်ရေးတွေတင်းမာနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ KNU ၊ KYN အမျိုးသားအစည်းအရုံးမူထော်ခရိုင်တပ်မဟာ9နယ်မြေဘူးတုံမြို့နယ်တူမွဲထမြစ်စုံနေရအနီးဝန်းကျင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များနောက်ဆုတ်သွားတဲ့စစ်စခန်း၄ခုကို AB လ14ရက်နေ့မှာရှင်းလင်းလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် KNU မူထော်ခရိုင်ဘူးတုံမြို့နယ်အတွင်းမှာရှိတဲ့တူမွဲထစခန်း TK ကွယ်ကျိုးစခန်းဟော့မာဒေါ်စခန်းနဲ့ ကောကော်တာစခန်းတို့ဟာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်ဖွဲ့တို့မကြာခဏတွားရောက်ပြစ်ခတ်တိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့တဲ့အတွက်ကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်းနေဟာဆက်လက်နေထိုင်ဖို့အတွက်ခက်ခဲလာတဲ့အတွက်ကြောင့်ပြီးခဲ့တဲ့ရက်ပိုင်းကစခန်းကိုစွန့်ခွာသွားခြင်းဖြစ်တယ်လို့ KNU တပ်မဟာ9ရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးစောကလေတို့ကပြောကြားထားပါတယ်။သူတို့စခန်းကိုရိတ်ခါတွေပို့ရတာခက်ခဲလာတယ်။မကြာသေးမီကပဲတပ်မဟာခွနဲ့နေမြေမာနယ်ပလောအနီးမှာသူတို့ကိုတိုက်ခိုက်တာရှိတယ်။ အခုဆိုရင်ဖာပွန်ဘတ်ချမ်းမှာလည်းတိုက်ပွဲတွေပြင်းထန်လာတယ်။သူတို့ဘက်ကအကြက်တဲတွေဖြစ်လာနိုင်လို့စောစောစီးစီးသူတို့ကြိုတင်ပြီးတော့နောက်ဆုတ်လိုက်တာဖြစ်မယ်ထင်တယ်။ဒီဘက်ကကျွန်တော်လူတွေကလည်းသူတို့ကိုပေးမနာဘူး။တစ်ချိန်လုံးတွားတိုက်နေတော့သူတို့အခက်အခဲရှိလာတာလည်းပါမယ်လို့ပြောဆိုခဲ့ပါဗါ။အဲ့ဒီစစ်ကောင်စီစခန်းတွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့ AP လ12ရက်နေ့ကနေပြီးတော့ AP လ14ရက်နေ့အထိဆုတ်ခွာသွားပြီးတဲ့နောက်မှာ KNU တပ်မဟာခွနဲ့နေမြေဖအံခရိုင်လှိုင်းဘွဲမြို့နယ်ထဲမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေစီမှာ တွားရောက်ပြီးတော့ပူပေါင်းခဲ့တယ်လို့ KNU တပ်မဟာ9ရဲ့တာဝန်ရှိသူကပြောဆိုခဲ့ပါတယ်။အဲ့ဒီစုခွာသွားတဲ့စစ်ကောင်စီတပ်စခန်းတွေဟာဥသိမ်းစိန်အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေဂျားမှာချုပ်ဆိုထားတဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူညီမှုစာချုပ် NCA လက်မှတ်မထိုးခင်2008 2009ခုနှစ်ကတည်းကဝင်ရောက်နေရာယူပြီးတော့တပ်ဆွဲထားတဲ့တပ်စခန်းတွေဖြစ်တယ်လို့ KNU ကပြောပါတယ်။အလားတူပဲမူထော်ခရိုင်ဒွေလုံးမြို့နယ်မဲဝိုင်းကျေးရွာအုပ်စု ဘလက်ဂျိုးစစ်ကောင်စီတပ်စခန်းမှာရှိတဲ့တပ်ဖွဲ့ဝင်တွေဟာလည်းအေပီလာ14ရက်နေ့မှာ၎င်းတို့ရဲ့စခန်းကိုစွန့်ခွာသွားပြီးတော့ KNU တပ်မဟာတက်တထုံခရိုင်မှာရှိတဲ့တပ်စခန်းတွေစီမှာပြန်လည်ပူးပေါင်းမှုတွေလှုပ်ဆောင်ခဲ့တယ်လို့ KNU တပ်မဟာငါပြောရေးဆိုခွင့်ရှိသူဘိုးမူကြီးစောကလေတို့ကပြောကြားခဲ့ပါတယ်။တူမွဲထဒေတာအတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေအားလုံးကိုရှင်းလင်းလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်တောင်ရင်မြစ်နဲ့တန်လွယ်မြစ်တို့မြစ်ဆုံနေရာဖြစ်တဲ့အဲ့ဒီနယ်မြေတစ်ခုလုံးမှာလက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များကင်းစင်နယ်မြေဖြစ်သွားပြီလို့ KNU တာဝန်ရှိသူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ကံတားရရေကစားမန်းတပ်ကိုအသေးကန် drone နဲ့တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 15ရက်နေ့မနက်9:00နာရီခွဲအချိန်မှာမုံရွာမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ကံတားရရေကစားမန်းတပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကအသေးကန် drone တစ်စီးနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာမန်းတပ်နောက်ကျောမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေထံကိုကြားရောက်ပောက်ကွဲခဲ့ပြီးတော့ပောက်ကွဲသံကျဲလောင်စွာထွက်ပေါ်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးအသေးတဲ့စီးရင်ကိုတော့မသိရသေးဘူး။အသေးခံ drone တစ်စီးနဲ့တိုက်ခိုက်ခဲ့တာပါလို့ဒေါင်းတမန်အဖွဲ့ကတာဝန်ရှိသူတူကပြောဆိုထားပါဗျ။၎င်းတိုက်ခိုက်မှုကိုရှားတူဝနေပညာတပ်ဖွဲ့ရဲ့ Team 3 PDAF ရှားတူဝနေပညာတပ်ဖွဲ့ရဲ့ Team 4 SSTF Eagle Wing Drone Force Beta Bian Drone Team AOD တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Union Brothers UB ပြည်သူ့အကျိုးဆောင်အဖွဲ့ငါတို့ထောက်ဖို့အဖွဲ့ဒေတာရင်းပကဖအဖွဲ့များနဲ့ စားလင်းကြီးပလာဖတိုင်ရင်တက်ဖွဲ့များပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စေကောင်စီကမန်းထက်ကိုဂျမ်းမာများနဲ့အခိုင်အမာအထိုင်ချပြီးတော့တက်ဆွဲထားခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူတွေဒီထက်ပုံမပြီးတော့ပူးပေါင်းပါဝင်လာမယ်ဆိုရင် drone အစင်းကြီးများများနဲ့စွမ်းအားပြင်ရန်တွေကိုအသုံးပြုပြီးတော့အခုထက်ပုံမပြီးတော့ထိရောက်အောင်မြင်အောင်တော်လှန်ရေးကိုဆောင်ရွက်နိုင်မှာဖြစ်ပြီးတော့စစ်အာဏာရှင်စနစ်အ мян ဆုံးညီကုန်းချုပ်နိုင်ရေးအတွက်ပြည်သူတွေအနေနဲ့မလျှော့သောဇွဲနဲ့ဆက်လက်ပြီးတော့ပူးပေါင်းပါဝင်ပေးကြဖို့ ဒေါန်တမန်အဖွဲ့ကမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့မကွေးတိုင်းဆက်လဲမြို့နယ်ပသိမ်မုံရွာလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီရဲ့ကပါစာထုတ်စစ်လက်နက်ပစ္စည်းများတည်ယူရမှာအ धिक အသုံးပြုနေတဲ့ဒဓားဒစင်းကို PDF တပ်ဖွဲ့ကရှင်းလင်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ14ရက်နေ့ညပိုင်းမှာဆက်လင်းမြို့နယ်ပသိမ်မုံရွာလမ်းပိုင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ကပ္ပဆာ21နဲ့25က စစ်လက်နက်ပစ္စည်းများတည်ယူရမှာအဓိကအသုံးပြုနေတဲ့တရားဒဇင်းကိုဒေါင်းစစ်အောင် LPDF အဖွဲ့နဲ့ SLN LPDF အဖွဲ့ကရှင်းလင်းလိုက်တယ်လို့သိရပါတယ်ပသိမ်မုံရွာလမ်းပိုင်းကစစ်ခွေးတွေရဲ့ကပ္ပစ21နဲ့25ကအဓိကထုတ်ကုန်တွေကိုတည်ယူနေတဲ့အဓိကလမ်းမကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ညီနောင်မဟာမိတ်နှစ်ဖွဲ့ကပူးပေါင်းပြီးတော့တရားကိုချိုးခဲ့တာပါပြည်သူတွေအနေနဲ့လည်းဒီလမ်းကြောင်းကိုမသုံးဖို့အတွက်မြစ်တာရက်ခံလိုပါတယ်လို့ဒေါင်းစစ်အောင် LPDF အဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားကြောင်း တရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ